We'll be right back. မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်သတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုဝေဖန်လို့အဖမ်းခံရတဲ့တပ်ထောက်ခံသူများလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်တပ်အာဏာသိမ်းပြီး၄နှစ်ကျော်လာချိန်နေမြေနဲ့စစ်စခန်းများဆုံးရှုံးမှုများလာတာနဲ့မျှပို့ချုပ်မှုကြီးမရောက်နိုင်ရဲ့စီမံခန့်ခွဲမှုတွေပေါ်တပ်ထောက်ခံသူတို့ပြင်းပြင်းထန်ထန်ဝေဖန်ကြတဲ့အတွက်မကြာခဏဖမ်းဆီးတဲ့သတင်းများထွက်ပေါ်နေရဇွန်လနေ့ကစော်ဖုံးင်းစုသူဖမ်းခံရပြန်ပါတယ်စော်ဖုံးင်းကစစ်တပ်ထောက်ခံသူဖြစ်လူတီများပြီးလာရှုံးရှိအရှိမြတ်တိုင်းစစ်ဌာနချုပ်ကြပါကမိမိကို ိုမိမိပဲမိရှုကသက်သေမယ်လို့ကြုံဝဘူးသူဖြစ်ပါတယ်အခုကပြည်ဦးလင်းမြို့နယ်အိမ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဝင်ရောက်ဖမ်းဆီးခဲ့ပြီးအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့မန္တလေးနန်းတွင်စစ်ကြောရေးကိုခေါ်ဆောင်ပြီးစစ်ဆေးမေးမြန်းနေကြောင်းသိရပါတယ်ပြည်ဦးလင်းမြို့ကန်တအုပ်ကလက်ရှိသူတို့ဆက်သွယ်ရေးဥပဒေပုံမှန်66ခါကြီးနဲ့ရန်ကုန်မှာအမှုဖွင့်ခံထားရတာတော့ရှိနေအခုကဘာကြောင့်ဖမ်းနေဘာပုံမှန်တွေတက်မယ်ဆိုတာတော့တိတိကျကျမသိရသေးဘူး နောက်ပိုင်းခံဝန်နဲ့ပြန်လွတ်ပြီးရင်တော့မပြောတတ်ဘူးအခုထိတော့ပြန်မလွတ်သေးတာသိကြတယ်လို့ပြောပါရယ်စော်ဖုံရင်ကိုဆက်သွင်းရေးဥပဒေတင်မောင်းခုမှုလက်နက်မှုလိုင်စင်မဲ့ကရောင်းဝယ်မှုတွေနဲ့ဖန်ဆီးထားပြီးတရားစွဲဆိုနိုင်ဖို့လှုံ့ဆော်နေတယ်လို့စစ်ကောင်စီဝါရဖြန် Telegram Channel တခုဖြစ်တဲ့ဟန်ငင်းဦးကောက်မှရှိသားချသလိုဖန်ဆီးခံရမှုပေါ်ကန့်ကွက်နေသူတွေကစစ်တပ်ကိုတော်လန်ပုံကန်ဖြုတ်ချဖို့ကြံစီနေတဲ့ပူသက်သက်ရှူတွေဖြစ်ပြီး၎င်းဘတ်တော်တာမှန်သမျှကိုလည်းဖန်ဆီးရမယ်လို့လှုံ့ဆော်ထားပါရယ်လူမှုကွန်ရက်မှာစစ်ကောင်ဆောင်ဖို့ကြောင့်မူကြီးမရောင်းလိုက်ပါဝဲစစ်ကောင်ဆောင်တွေက ုပြင်းပြင်းထန်ထန်ဝေဖန်ဆဲဆိုလို့ရှိတဲ့စော်ဖုံးဟင်ဖန်စီခံရရေးစစ်လော်ပြီးဟန်ငိန်ဦးကအတိကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၎င်းကတမရော်ကိုချစ်မြတ်နိုးသူဖြစ်လို့ခံဝန်နဲ့ပြန်လွတ်ပြင်းရန်စသဖြင့်အမျိုးဘာသာတနာဆောင်ရှောက်ဤမဘာသာဥစားသူတို့ချုံနယ်စစ်တပ်ထောက်ခံသူတွေကရေးသားထားကြပါတယ်စော်ဖုံးဟင်ကစစ်လော်ပြီးဘောမဖြစ်နေလို့မကြိုက်ဘူးဒါပေမဲ့စစ်တပ်ထဲမှာဖြစ်နေတဲ့အကျင့်ပြတ်ချစာမှုတွေကိုဖော်ထုတ်ပြောဆိုနေတာမျိုးတော့သဘောကျတယ်အခုဖြစ်စဉ်ကတော့သူတို့ဘောမချင်းချင်းညှိကုံကြပြီးဖြစ်ကြတာဟန်ငိန်ဦးဆိုတာဘယ်သူမှမသိပေမဲ့သူ့အကောင့်နဲ့တင်တာ ဲ့အဖမ်းခံရတာတော့ထူးကြလေရှေ့မှာလဲငါးမင်းစွေတို့ဦးကျော်စီရတို့လည်းဟန်ချင်းဦးကောက်ကတင်တာမကြဘူးအဖမ်းခံကြတာလို့မန္တလေးမြို့ကန်တအုပ်ကပြောပါတယ် ဘာဘာသာနဲ့စစ်တပ် ထောက်ခံသူဒေါ်မိုးမိုးခိုင်ဆိုသူကလည်းစော်ပေါ်ဝင်ကစစ်ကောင်းဆောင်ပါဝင်စစ်တပ်ရရှိခြင်းများကိုဆဲဆူခြင်းများပြုလုပ်နေရလို့ဆိုပြီးရန်ကုန်တိုင်းတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပုံမှ66ခါကြီးနဲ့2025မေလ9ရက်နေ့မှာအမှုဖွင့်ထားကြောင်းသိရပါတယ်စစ်တပ်ထောက်ခံသူတအုပ်ကသူတို့ကောင်းကြောင်းတော်ကြောင်းတွေကိုပဲကောင်းကောင်းမွန်မွန်ထောက်ခံပြောဆိုရင်ဘာမှမဖြစ်ဘူးအဲ့ဒီလိုမဟုတ်ပဲအမားတွေကိုထောက်ပြပြောဆိုဝေဖန်ရင် အကုံဖန်းခံရမယ်ဆိုတာသတိပေးလိုက်တာပဲလို့မြင်တယ်လို့ဆိုပါတယ်စော်ပေါ်ဝင်ဖန်းစစ်ခံရမှုနဲ့ပတ်သက်ပြီးစစ်ကောင် စင်ကသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။၎င်းကဖမ်းဆီးမခံရမီအချိန်ကဆစ်လော်ဘီတွေဖြစ်တဲ့ကျော်စိုးဦးသစင်ဦးတို့နဲ့ဒူးမုံရွာမျိုးအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခပါဝင်စကိုင်းနဲ့မန္တလေးမြို့တွေကိုတောင်းရောက်ခဲ့ပါသေးတယ်။ဒီလိုအခြေအနေတွေကြောင့်စစ်တပ်ထောက်ခံသူတွေအကြအောက်စုကွဲမှုတွေဖြစ်ပေါ်နေပြီးစကောင်စင်ကလည်း၎င်းတို့ကိုဝေဖန်တဲ့တထောက်ခံသူတွေကိုဖမ်းဆီးပြီးဒီမိုကရေစီရေးတက်ကြွလှရှားသူတွေကိုဖမ်းဆီးထောင်ချတဲ့ပုံမှန်ဖြစ်တဲ့နိုင်ငံတော်အကြီးညိုပြတ်စီမှုရှာစတဲ့ကြီးဥပဒေပုံမှန်905ကကြီး124ဥပဒေနဲ့ပါရေးယူ ထောင်ချလျက်ရှိပါတယ်။ အဆိုအားဖြစ်စဉ်များနဲ့မိထီလာမျိုးအဝင်ကိမစစ်ကောင်စီတပ်မှဗိုလ်မှူးတအုပ်နဲ့အခြေတင်စကားများခဲ့တဲ့ဖြူစော်တီကောင်းဆောင်စော်ယူထုံးကိုလည်းမေလ29ရက်တရားရုံးမှာထုတ်ပြီးပုံမှန်905ကကြီး66ကကြီးလို့နဲ့တရားဆွဲဆိုပြီးမိထီလာချင်းထောင်ကိုပို့ဆောင်ထားကြောင်းသိရပါတယ်။မေလကအဖမ်းခံရတဲ့မိထီလာဖြူစော်တီကောင်းဆောင်စော်ယူထုံးဖြူစော်တီကောင်းဆောင်စော်ယူထုံးကအငိမ့်စာအုပ်ခွဲတက်ချက်ကြီးတအုပ်ဖြစ်တယ်လို့စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီတွေ့တဲ့ရင်ပေးခြင်းလုံခြုံရေးရှိပေးခြင်းများပြုလုပ်နေရမှာပြည်သူစစ်တပ်နဲ့တန်ရောက်ပြီးမိထီလာမျိုးဖြူစော်တီကောင်းဆောင်တအုပ် ဖြစ်လာကစစ်စင်းခိတ်တီမှာတာဝန်ပေးခံထားသူဖြစ်ပါတယ်မိတိလာမျိုးနဲ့အတွင်းစစ်မှုထမ်းအတွက်လူစားထုတ်ငွေကြေးကောက်ခံနေမှုလူစားထုတ်ရန်ငွေကြက်သိန်း၁၀ကျပ်ပေးနေမှုနဲ့ပေါ်တာဆွဲဖမ်းဆီးနေမှုတွေကြောင့်လူငယ်များအပြစ်မထွက်ရေးကြတော့ကြောင်းရှိတာထားပြီးနိုင်ငံတော်တည်ငြိမ်ရေးငြိမ်းချမ်းရေးပြပြစေဖို့လှုံ့ဆော်ခြင်းဝါရဖြန့်ခြင်းများလှုံ့ဆော်ခဲ့တယ်လို့ဆိုပြီးမေလ15ရက်နေ့မှာ၎င်းကိုဖမ်းဆီးခဲ့ရာစစ်တပ်ထောက်ခံသူများကြားအမြင်ကွဲလွဲခဲ့တယ်လို့မိတိလာပြည်သူ့စစ်ဖွဲ့ဝင်20ကျော်နဲ့နှုတ်ထွက်ခွေကြပါတယ်ထို့အတူမွန်ပြည်နယ်စိုက်ထုံမြို့နယ်ဖက်ကလေးရွာပ ို့ချုပ်လန်နီစစ်တပ်ထောက်ခံသူတအုပ်ဖြစ်တဲ့ငါမင်းဆွေခေါ်ဦးမင်းဆွေကိုလည်းစစ်ကောင်းဆောင်ကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်တင်ရော်တယ်လို့ဆိုပြီး2024နိုဝင်ဘာ9ရက်မှာဖမ်းဆီးခဲ့ပြီးနောက်2025မက်လ25ရက်မှာအင်းစိန်ထောင်မှာတရားရုံးကပုံမှန်905ကကြီးနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခဲ့ပါတယ်။ 2024နိုဝင်ဘာကစစ်ကောင်းဆောင်ကိုတယောပြီးအဖမ်းခံရတဲ့9မင်းစွေကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်2018ကလည်းလူမှုကွန်ရက်စာမျက်နှာရီမှာနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ကိုရေးသားပုတ်ခတ်ခဲ့တာကြောင့်နိုင်ငံတော်ကြီးညိုပြည့်စုံမှုနဲ့ဖမ်းဆီးခံရသေးပါတယ်။ဒါပြင်လွတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်စစ်တပ်မှဒုတိယပုံမှုကြီးအစင်နဲ့အနားယူခဲ့တဲ့ဦးကျော်စရာကိုလည်းလူမှုကွန်ရက်ပေါ်မှာငလင်လုတ်ခတ်ပြီးတဲ့နောက်စစ်ကောင်းဆောင်ရဲ့လှုပ်ဆောင်ပြောဆိုချက်တွေကိုတယောချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတရားဖွင့် ဖြစ်ရင်းနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှနှုတ်ထွက်ရတဲ့အကြောင်းများရေးသားခဲ့တဲ့အတွက် AB လကွန်ပိုင်းကဖန်စီထိန်သိမ်းခံထားပါတယ်။ဦးကျော်စင်ရပြင်း2021အာနာသိမ့်ပြီးနောက်ပိုင်းစစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမရောက်နိုင်ကိုဝေဖန်တဲ့အငိမ့်စာတက်အရာရှိကြီးဖြစ်တဲ့ပြန်ကြိုင်းဝင်ကြီးဟောင်းဦးရဲထောစစ်အာနာရှင်ဟောင်းဦးတန်းရွှေရဲ့တမတ်ဖြစ်သူစစ်စီတမပို့မှုကြီးအစင်းနဲ့အငိမ့်စာယူခဲ့သူဒေါက်တာနေစိုးမောင်အငိမ့်စာဒုတိယပို့ချုပ်ကြီးမြင့်နိုင်တို့လည်းဖန်စီထောက်ချခံခဲ့ရပါတယ်။ငလင်အပြီးစစ်ကောင်ဆောင်ရဲ့လုံဆောင်ပြောဆိုချက်တွေကိုတည်ရောပြီးအပန်းခံရတဲ့ဒုတိယပို့မှုကြီးဟောင်းကျော်စင်ရ စစ်တပ်ထောက်ခံသူတရင်တောက်တူဖြစ်တဲ့ကျော်စိုးကလည်း2024မတ်လရှိရက်ကချင်ပြည်နယ်စွန်ပရာပန်တိုက်ပွဲမှာကြာဆုံးခဲ့တဲ့ရဲအုပ်နေနေဟင်းရဲ့နိုင်အိမ်ကိုရဲရရှိများ ရမလာခဲ့မှုပေါ်ဝေဖန်ခဲ့တဲ့အတွက်ရဲတပ်ဖွဲ့က905ကကြီးနဲ့အမှုဖွင့်လင်းဖမ်းဆီးထိန်းသိမ်းခဲ့ပြီးရနောက်ရဲအနေငယ်ကြမှာအမှုပိတ်သိမ်းပြီးပြန်လွတ်ပေးခဲ့တယ်လို့2025ဇန်နဝါရီလအတွင်းမှာစစ်တပ်နဲ့စစ်ကောင်ဆောင်ကိုပြစ်တင်ဝေဖန်ခဲ့မှုကြောင့်ဒုတိယကြိမ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးခံဝန်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်ထို့သူမဘာသာဖွဲ့ဝင်စစ်တပ်လော်ဘီတအုပ်ဖြစ်သူမပူတူမဟာသွေးကလည်း2024ခုနှစ်အတွင်းကစစ်ကောင်စီရဲ့ခေါ်ယူစစ်ဆေးခြင်းများပြုလုပ်ခဲ့ရတယ်လို့မဘာသာဒုတိယမျိုးဆက်ဖြစ်ပြောဆိုလေးရှိတဲ့ပြည်သူ့စစ်အမြေခံဖြူစောတီကောင်ဆောင်မဘာသာ ဘုံကြီးပေါ့ကူတော်က2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကပြည်ဦးလွင်မှာပြုလုပ်ခဲ့တဲ့စစ်တပ်ထောက်ခံပွဲမှာစစ်ကောင်ဆောင်ကိုရာလူဆွန့်လွတ်ဖို့ပြောဆိုခဲ့တဲ့အတွက်စစ်ကောင်စီရဲ့ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခံခဲ့ရသေးတယ်လို့သိရပါဗျာ။ နောက်ထပ်တပုံးနေနဲ့စစ်ကောင်စီကတပိတ်ချင်းရှိဘုံကြီးကြောင့်ကိုထပ်မံဘုံကျင်းပြီးတန်ကတပားပြန်လွန်တော်မူကပြည်သူလေးဦးထံရရတဲ့ကြောင့်တင်ဆက်ပြီးပါမယ်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တက်ရူးပင်ချင်းရွာဘုံကြီးကြောင့်ကိုစစ်ကောင်စီလေးကြောင့်မှဘုံကျင်းပြီးတန်ကတပားပြန်လွန်တော်မူခဲ့ကြောင်းပြည်ဦးနှွေခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ကသတင်းထုတ်ပြန်ပါတယ်ဇွန်လ9ရက်နေ့ည9:18မိနစ်ချိန်မှာတတဦးတက်ဂျက်ဖိုင်တာတစီနဲ့လေကြောင်းတိုက်ခိုက်ခဲ့ရာဘုံကြီးတပားပြန်လွန်တော်မူပြီးအမျိုးသမီးတအုပ်ပါဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ်စစ်ကောင်စီကငနေပြည်နယ်အကြောင်းပြပြီးအ စ်ခတ်ရင်စိမ်းအကြီးညာချက်ကိုစွန်လကုန်တီတက်တန်းတိုးထားပြီးနောက်တပိတ်ချင်းမြို့နယ်ကိုဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စွန်လတင်ရက်ကတပိတ်ချင်းမြို့နယ်လေးမိုင်ကန်သားစာတင်ကျောင်းကိုလည်းစစ်ကောင်စီကပုံကျင်းခဲ့ပါသေးတယ်။ တားအပြင်စစ်ကောင်စီကဖုံကြီးကျောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။ဇွန်လ3ရက်နေ့မနက်7:05မိနစ်ကလည်းစင်ကူမျိုးပေါ်မြာသိန်းနှံဖျားနဲ့ဖုံကြီးကျောင်းကိုတတအုပ်လီတမတက်လာတဲ့ Jet Fighter နဲ့ပုံကျဲကရဖုံတော်ကြီးကျောင်းနှလုံးပြက်စီးခဲ့ပါတယ်။ပြည်သူများအနေနဲ့စစ်ကောင်စီနဲ့ဝင်းရမနေထိုင်ဖို့လေကျောင်းရန်ကာကွယ်နိုင်ဖို့အတွက်ပုံခုချင်းတွေတူထားကြဖို့ပြည်ဦးနှင်ခရိုင်ပါကဖာကအနှိုးဆော်ထားပါတယ်။တားအပြင်စစ်ကောင်စီဟန်ပြအပြင်ရဲ့ကြီးညာပြီးဝါရဖျက်မှုကိုပြည်သူတွေမယုံကြဖို့ပြည်ဦးနှင်ခရိုင်ပါကဖာတာဝန်ရှိသူကပြောကြားထားပါတယ်။စကိုင်းငလျင်ပြီး ီးတပိတ်ချင်းမြို့နယ်ကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်မှု73ချိန်ထပ်မင်းပြုလုပ်ပြီးပြည်သူ40ကျော်တိဆုံးပြီး60ဦးခန့်ဒဏ်ရာရခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။